မြန်မာလူမျိုးတွေယခုချိန်ထိကြောက်လန့်ကြတယ်မြန်မာတရေငါးကောင်အကြောင်းကိုပြောပြပေးပါမှာပါဒါဆိုပြည်တဲ့ကြီးတို့ရေမြန်မာလူမျိုးတွေယခုချိန်ထိကြောက်လန့်ကြတယ်အကျန်းဆုံးတရေတွေဟာဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်နဲ့အတူမြန်မာတရေတွေစီတော်လဲကြရအောင်ပါအဲ့တဲချစ်ကလေးမတရေတကယ်လို့တင်ဟာအိမ်မနေတော့မဟုတ်ပဲအဆောင်မနေရတူဆိုရင်တော့ညီနဲ့တကောင်ရံမှာအိမ်သာသွားကျင်တဲ့အခက်အခဲတကူမလဲမသွေကြုံရမှာပါအဲ့ဒီအချိန်မှာ အဆောင်တွေထဲမှာမမိန်ကလေးအဆောင်တွေအင်္ဂါထဲမှာချောင်းလန်တက်တယ်တရေတကောင်နဲ့ပပင်းမတူဘူးလို့ဘသူမှအာမမခံနိုင်ပါဘူးဒီတရေကိုမိမတရေလို့ပြောကြပါတယ်ဒါပေမဲ့သူ့လက်တွေခြေောက်တွေကကောက်ကွေးနေတာကြောင့်ဘလို့မှကြည့်လို့လာမှာမဟုတ်ပါဘူးချစ်ကလေးမနဲ့တွေ့ပြီဆိုရင်အတေကလှုပ်ဆောင်ရပါတော့အဖြောက်နိုင်ထွက်မပြေးဘူးပါပဲတဲတဲ့ပြေးမယ်ဆိုရင်ချက်ချင်းဆိုတော့နောက်ကိုရောက်လာမှာပဲဖြစ်တယ်ပြည့် အဲ့ဒါကြောင့်ချစ်ကလေးမလက်ထက်ကလေလူမျိုးအောင်ပြေးဖို့ဆိုရင်တော့မွေလေးမွေကောက်ကိုပြေးမှသာလူမျိုးနိုင်ပါလိမ့်မယ်ပြိတက်ကြီးတို့ကချစ်ကလေးမနဲ့စုံမိပြီဆိုရင် တက်တက်မပြေးဘူးအကြံပေးလိုပါတယ်ချစ်ကလေးမရဲ့အကြောင်းပြေးဆုံးကိုတည်ချင်ရင်တော့ကျွန်တော်ရဲ့ channel မှာတက်ဆက်ပေးတော့ပါတယ် discussion မှာလည်းလင့်ထည့်ပေးထားပါတယ် number 2ဖုန်ကြီးတည်းခရီးရဘာသာအယူအဆ တမချန်းသာတွေလောကကတ္တန်တွေကတရေတစီတွေကိုနှိမ်နှင်းနိုင်တယ်ဆိုပြီးညာတော်အဖြစ်လက်ခံထားကြပါတယ်။ဗုဒ္ဓဘာသာအယူအဆဆိုရင်လည်းဖျားဆောင်ယူရင်တရေတွေကိုနှိမ်နှင်းနိုင်တယ်လို့တည်ထားကြပါပါ။ဒါပေမဲ့အဲ့ဒီနီလန်ကမြန်မာနိုင်ငံကတရေတွေအားလုံးအတော်တော်မပေါ်ပါဘူး။ချွင်းရတစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ဘုန်းကြီးတရေတွေပါ။ဘုန်းကြီးတရေတွေကဖျားဆောင်တွေကိုရွတ်ဆိုရမှာတာမန်လူတွေအတွက်အဆပေါင်းများစွာကြံ့ကျင်နေလို့ပါပဲ။တကယ်လို့များ ပြိတက်ကြီးတို့တွေကဖုန်ကြီးတရေနဲ့ကြုံတွေ့မိပြီဆိုရင်ဖျားစာကိုမြုံမိပါစေနဲ့ဖုန်ကြီးတရေကတင့်ကိုကျောင်းလူဖျားစာမင်းနေရင်တော့ပြန်ထောက်ပြစိုးပြတော့ပါဦးမယ်ဒါကြောင့်ဖုန်ကြီးတရေကိုတွေ့ရင်ခြေထောက်နဲ့တင်ပါတံတားလေးကြောက်အောင်ပြေးဖို့ပြောလိုပါတယ်မဟုတ်ရင်တော့ဖုန်ကြီးတရေရဲ့လက်ထဲမှာပဲဇီဝင်ချုပ်သွားနိုင်လို့ပါပဲဘုတ္တကာမူလောက်ခေပုတံခနာကာမူလောက်ခေထနာအတ္တိကာယေ ายายายะเฮวนาเมียตังตวาดูบ้างนะไม่ใช่วันนี้นะฉันจะไปทำอะไรฉันยาสนากตาพุทธาเชตวามลังสวาหนังจตุพระจารย์ในระดับเจดีย์สุนทรสภาสัพเพปัญญาตามมยหังมัจเจติไตรมุนิสลา สี่เซียคนนี้ตรงไปหางคุณโทนอโมยวิโรจเนสังโคปนีตรงไปหางคุณเนสังคุณนากโลตอนที่ไม่ห่มาีงกทักคุณเนตัวเน่งอาุนาลาโมกจามโมกัสโปกัสโปัสโัสโปจามาฮากัสโัสโปจามาฮกัสโปกัสโามาฮาโมจากัสโปกัสโามาัสโโปจามาโมกัสโปกัสโปจัสโปกัสโปจามาโมกัสโปกัสโปจมาฮากัสสโปจามาาสโปกัสโจามาฮมัสโปกัสโปามาฮาโัสโปัปจามัสปกัสามาฮาโมกัสโัสเปจามสโปกัสโปจสโปกัสโปจปกัสจมสโปัมาฮาโโปมาฮาโมกัสโ တရေတွေထဲကမှလူသိများဆုံးမမမီကျော်တရေမှာလို့ညွှန်းဆိုရပါလိမ့်မယ်သူကတင်းတိုင်းကိုအိမ်လုံးနေလူဖြစ်ပြီးညီနဲ့တကောင်ရောက်မှသပင်းရွှေကြီးဖားလာချအခေါင်းကြီးတလုံးကိုခေါင်းပေါ်ယူပြီးလမ်းပေါ်မှာအစာရှာချက်စားတတ်ပါလေသူရွေးချယ်လာတယ်မင်္ဂလာအိမ်တော်ရှိကြပြီဆိုရင်တော့တိခနေရဲ့အင်းရဲ့ရှေ့မှာရွှတ်လာတဲ့အခေါင်းကိုဝန်ကနေပြစ်ချပြီးထွက်သွားတတ်ပါတယ်အခေါင်းချခံထားရတဲ့မိသားစုဝင်တို့ဟာ များတော့အဖြစ် ကလေးတွေမကြမီမှာဖြားနာပြီးတည်ဆုံးတက်ကြပါတယ်1990ပြည့်နှစ်လောက်မှာကရင်ပြည်နယ်ကနမီကျော်ဖုန်းကြီးတစ်ပါးဟာအပြေးပါကလက်ဆက်တဲ့ကလေးသားတွေကိုစားခြင်းနေတော့အိမ်မက်မှုတဲလို့တည်င်းစကားတွေထုတ်ပူပါတယ်ဆရာတော်ကကလေးသားကိုစားမယ်ဆိုခွေးသားကိုတော့စားရမယ်လို့မိန့်ခဲ့ပြီးနောက်ပိုင်းမှာတော့နေကအိမ်ပေါ်ပေါ်ကလေးအသားခါသည်ခွေးအသားချုံလီဆိုရင်စာလန့်တွေရည်သွိုးကြပြီး ဘဖဲဝါရဲ့ရန်ကူကောက်ွယ်ကြတာလည်းရှိပါတယ်။ဘဖဲဝါအကြောင်းပြည်စုံကိုတော့ကျွန်တော်ရဲ့ channel မှာတင်ဆက်ပေးထားတာရှိပါတယ်။ Twitter တို့လေးလာချင်တယ်ဆိုရင်တော့ description မှာ link ချထားပေးပါတယ်။ Number 3ချီစာဆုံးရှာရှာပေါပေါလူတို့ကလူသားတွေလို့ပြုံးမှုနေထိုင်ကြတာတွေကိုစိတ်ဝင်စားတတ်ပါဘူး။ဒီလိုတွေ စိုးဝင်သွားတာကမော်အသက်ပညာပေါဝင်လူတွေကိုပြူစားဖန်တီးနိုင်တယ်စွန့်ရင်ကိုပါပဲလူတွေကမော်ပညာတွေကိုခက်ခက်ခဲခဲနဲ့တင်ယူကြပြီးသုံးအသက်တင်ဆောင်ဝေးပွဲကိုလည်းကြော်ဖြတ်ကြရပါတယ်ကြော်ဖြတ်နိုင်တဲ့သူတွေဟာအစွမ်းထက်တဲ့သုံးတွေဖြစ်လာကြပြီးဆောင်ဝေးပွဲမအောင်ပဲကြာရှုံးခဲ့ရင်တော့မစင်တွေအလောင်းတွေကိုစားရတယ်ခြိစားဆုံးဘဝကိုရောက်ရှိသွားရပါတော့တယ်ခြိစားဆုံးတွေဟာဒီဘက်မှာလူသားတွေလိုပြုမှုနေကြကြပြီးနေဝင်တော့တာနဲ့ခန္ဓာကိုယ်ကိုစွန့်ပြီး ဦးကောင်းတလုံးနဲ့ညစာအတွက်အစာရှာထွက်ကြတာပေါ့အဲ့ဒီချိန်မှာမကောင်းဆိုးဝနှိမ်နှင်းသူတွေကခေါင်းမရှိရခန္ဓာကိုယ်ကိုတရော်ခက်ရွှဲရွှဲနဲ့ပတ်ထားတကြပါလေညအချိန်ကုန်ကုန်ခံပြီးပြန်လာတဲ့စုံကသူ့ကောင်းတဲ့ကိုယ်ကိုပြန်ဆက်ဖို့ကြိုးစားပေမဲ့ချုံနေတဲ့အတွက်မဆက်နိုင်တော့မနဲ့ညီထွက်တဲ့အခါတည်တော့မှာပဲဖြစ်တယ်ဗျနံပါတ်5ဟုတ်တယ်ဒီဒီရဲ့ကတော့ ။ဆီယာကျားရဲ့တရေအမျိုးသားဖြစ်ပြီးညတော်အဖြစ်သေကန်ဒီယောဂကြီးကြီးမားမားခံစားနေရတဲ့လူနာရီပြီးတော့လူနာနာမှာလူနာရီကိုခွေးဆိုင်ပြီးတဲ့လူနာစောင့်တွေကိုအတိအကပြတ်မှတ်ထားရဲပြ။မမမချမ်းဖြစ်နေတဲ့လူနာရဲ့အတက်ဝိညာဉ်ထွက်သွားတာနဲ့တပြိုင်နက်တည်းဆိုသလိုပဲဝိညာဉ်ကင်းတော့တယ်ခန္ဓာလေးကိုအတားလေးနေရာဝင်ယူလိုက်ကြတာပေါ့ဒါကိုမသိတဲ့လူတွေကတော့လူနာကိုအတက်ဆက်ရှင်နေတုံးလို့ထင်ပြီးစက်ပြုတ်စုကြတယ်ပြတကယ်ကိုအန်ဒီအများပြီးလိမ္မာပါနေတဲ့ဖုတ်တရေကတော့ တည်သူရဲ့ခန္ဓာကိုယ်ကိုအပိုင်ယူလမ်းဆန်ပြီးစားကျင်တဲ့အသားငါးရီကိုတောင်းဆိုပါတော့တယ်ဒီလိုမှမဟုတ်ရင်တော့သူ့ကိုအနီးကပ်ပြုစုနေရတယ်တင်းနေတဲ့သူရဲ့သွေးကိုအသားချင်းထိပြီးစိုးယူတော့တာပါပဲဒီလိုနဲ့ထုတ်တဲ့ဟာသွေးကိုစိုးယူစားတော့ပါတော့တယ်ဒါဆိုပရိတ်သတ်ကြီးတို့ရဲ့မြန်မာနိုင်ငံရဲ့အကျဉ်းဆုံးတရင်သားကောင်အကြောင်းကိုတည်သွားပြီးလို့ညွှန်လင်းပါတယ်စိတ်ဝင်စားစရာ view တွေနဲ့ now view တွေမှာကျွန်တော်နဲ့အတူပြန်လည်ဆောင်တွေ့ကြရအောင်ပါ